မင်္ဂလာပါရှင်ကျမတေကာပါဒီနေ့ဖော်ပြပေးခြင်းတဲ့သတင်းအကြောင်းအရာကတော့ဂျွန်လာပထမဘက်ဂျွန်လာတရက်ကနေဂျွန်လာ၁၄ရက်အထိမူလသားအခြေအနေကြိုတင်ခံမှန်းချက်ကိုဖော်ပြပေးပါမယ်မူလသားတူတေတီအွန်လိုင်းကတော့မေလ30ရက်နေ့ည8နာရီခွဲချိန်မှာကုလို့ထုတ်ပြန်ခဲ့ပါတယ်လက်ရှိပင်လယ်ပြင်နဲ့နောက်တောင်မုတ်တုံလေးခြေနေကတော့ဘင်္ဂလားပင်လယ်အရှေ့အလယ်ပိုင်း 16တသမ689အန်90တသမ63.8အတီနီယာရေပြင်းကြီးအမြင့်မှာတော့အနောက်တောင်ဘက်ကလေတိုင်တော့ဟာတနအီကို25မိုင်ခန့်ရှိနေပြီးတော့အမြင့်ပေ9000မှာတော့အနောက်တောင်ဘက်ကလေတိုင်တော့ဟာတနအီကို35မိုင်ခန့်အထိရှိနေပါတယ်မုတ်တုံလေအာတင်တင်ကနေအားကောင်းနေစေဖြစ်ပါတယ်။တိမ်ဖြစ်ထုံးမှုအခြေအနေကတော့တိမ်မြဟာ100ရာခိုင်နှုန်းနဲ့တိမ်နှိမ့်က60ရာခိုင်နှုန်းအထိဖြစ်ထုံးရရရှိနေပါတယ်။ဂျွန်လန်ပထမ ပတ်နဲ့ဒုတိယပတ်အတွင်းဖြစ်နိုင်မဲ့မိုးလေဝသအခြေအနေကြိုတင်ခန့်မှန်းချက်မှာတော့ဂျွန်လ၁ရက်ကနေဂျွန်လ၃ရက်အတွင်းမှာတော့သတင်းနိုင်တိုင်းမွန်ပြည်နယ်၊ကရင်ပြည်နယ်၊ပဲခူးတိုင်း၊အရှေ့ပိုင်း၊ ERA တိုင်း၊ရှမ်းကုန်းတိုင်း၊ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့တောင်ပိုင်း၊နေပြည်တော်ရခိုင်ပြည်နယ်၊စကိုင်းတိုင်းထပ်ပိုင်းနဲ့ကချင်ပြည်နယ်မှာတော့မိုးတင်းတင်းကနေမိုးများပြီးတော့ဂျွန်လ၄ရက်နောက်ပိုင်းမှာတော့ပဲခူးတိုင်းအရှေ့ချမ်းကချင်ပြည်နယ်နဲ့ကရင်ပြည်နယ်မွန်ပြည်နယ်တို့ကအပအကြံပြည်နယ်တိုင်းဒေသတွေမှာမိုးရွာနှုန်းရော့ကျသွားပါမယ်။ လေဖိအားနဲ့ရှယ်ဝန်ဖြစ်နိုင်ခြင်းမှာတော့တင်ချပုံစံပြုကြိုတင်ခံမှန်းမော်တဲ့ NOA GFS နဲ့ ECNWF ကဂျွန်လဒုတိယပတ်အတွင်းမှာဘင်္ဂလားပင်လယ်အော်မှာလေဖိအားနဲ့ရှယ်ဝန်တစ်ခုဖြစ်ပေါ်နိုင်တဲ့အကြောင်း NOA GFS နဲ့ EU ECNWF မော်ဒယ်တို့ကကြိုတင်ခံမှန်းထားတာတွေ့ရပါတယ်။ဂျွန်လဒုတိယပတ်အတွင်းမူလသားအခြေအနေကြိုတင်ခံမှန်းချက်တွေကိုလည်းထပ်မံတင်ပြပေးသွားအောင်မယ်လို့လည်းဆိုပါတယ်ရှင်။ ဆက်လက်ပြီးတော့လည်း24နှစ်အတွင်းမိုးတဲထန်စွာရွာသွန်းနိုင်တဲ့နေရာတွေခံမှန်းချက်ကိုဖော်ပြပေးပါမယ်။လေကြောင်းမိုးလေဝသဥဝေဖြူဟန်ကတော့31ရက်5လ2025ရက်နေ့မနက်7:73မိနစ်ချိန်မှာကုလို့ထုတ်ပြန်ခဲ့ပါတယ်။ရခိုင်ပြည်နယ်၊ကချင်ပြည်နယ်၊စကိုင်းတိုင်းဒေသကြီးအထက်ပိုင်းချင်းပြည်နယ်၊မွန်ပြည်နယ်၊ကရင်ပြည်နယ်၊ပဲခူးတိုင်းဒေသကြီး၊ရောင်တိုင်းဒေသကြီးနေပြီးတော့နဲ့ရှမ်းပြည်နယ်မြောက်ပိုင်းတွေမှာတော့နေရာအနှံ့အပြားမိုးရွာသွန်းနိုင်တယ်လို့နေရာကွက်ပြီးတော့လည်းမိုးကြည့်ပါမယ်။ ရခိုင်ပြည်နယ်မွန်ပြည်နယ်နဲ့စကိုင်းတိုင်းဒေသကြီးအထက်ပိုင်းမှာတော့ဒေသအလိုက်မိုးကြီးပါမယ်။ရောက်တိုင်းဒေသကြီး၊အေရော်တိုင်းဒေသကြီး၊ကယားပြည်နယ်မကွေးတိုင်းဒေသကြီးအောက်ပိုင်း၊မန္တလေးတိုင်းဒေသကြီးအောက်ပိုင်းနဲ့အထက်ပိုင်း၊ရှမ်းပြည်နယ်တောင်ပိုင်းဒေသနဲ့တိုင်းဒေသကြီးနဲ့ကယားပြည်နယ်မှာတော့နေရာစိတ်စိတ်မိုးရွာသွားပါမယ်။ကြံတိုင်းဒေသကြီးနဲ့ပြည်နယ်တွေမှာတိမ်ထူထက်စွာဖြစ်ထွန်းနိုင်ကနေရာကျကျမိုးရွာသွားနိုင်ပါတယ်ရှင်။ ဆက်လက်ပြီးတော့လေဖြည့်အားနဲ့ရုံအခြေအနေကိုဖော်ပြပေးပါမယ်။2025ခုနှစ်မေလ31ရက်နေ့မြန်မာစံတော်ချိန်9နာရီချိန်ထုတ်ပြန်ကြမှာတော့ဒီနေ့မြန်မာစံတော်ချိန်9နာရီခွဲချိန်တိုင်းထွာချက်တွေရမင်္ဂလာတဲ့နိုင်ငံဒါကာမျိုးရဲ့မြောက်ဘက်ကကိုယ်နေမိုင်းဒေသတွေကိုဖျက်ချော်ခဲ့တဲ့မုန်တိုင်းငယ် depression ကတော့မြောက်ရှေ့မြောက်ဘက်ကိုရွေ့ရှားခဲ့ပြီးတော့အိန္ဒိယနိုင်ငံအာသံပြည်နယ်ကိုယ်နေမိုင်းဒေသတွေကိုရောက်ရှိခဲ့ကလေဖြည့်အားနဲ့ရုံ low pressure area ဖြစ်ကိုအာရုံသွားခဲ့ပြီးဖြစ်ပါတယ်။ဒီသတင်းကတော့အားကောင်းသောမုန်တိုင်း depression အတွက်ထုတ်ပြန်ပေးတဲ့နောက်ဆုံးသတင်းလည်းဖြစ်ပါတယ်ရှင်။ ဒါပြန်မလို့တာသူတေတီအွန်လိုင်းကလည်းမေလ31ရက်ဒီနေ့နေ့လည်း7နိုင်ခွဲချိန်မှာအခုလိုထုတ်ပြန်လာပါတယ်။မေလ31ရက်မနက်6နိုင်ခွဲကနေဂျွန်လ2ရက်နေ့မနက် 6နိုင်ခွဲအထိ48နိုင်အတွင်းမှာတော့ကချင်ပြည်နယ်စကိုင်းတိုင်းအထက်ပိုင်းရခိုင်ပြည်နယ်ရှမ်းပြည်နယ်မြောက်ပိုင်းချင်းပြည်နယ်မကွေးတိုင်းမြောက်ပိုင်းကရခိုင်ရိုးမတောင်ကျောနဲ့ကပ်ရက်ရှိတဲ့ဒေသတွေမွန်ပြည်နယ်ကရင်ပြည်နယ်တွေမှာတော့မိုးများကမိုးလုံးများနိုင်ကြောင်းတွေ့ရပါတယ်။ချင်းတွင် ERA မြင့်အခြေအနေစိုးရင်ရင်မှတ်ရောက်ဖို့လိုနေသေးပေမဲ့ဂျွန်လ3ရက်အထိဆက်လက်ပြီးမိုးများနေနိုင်တဲ့ ERA ချင်းတွင်းပြည်ပြားပိုင်းကကြာဆင်းလာနိုင်မဲ့ရေဒူးဟာ မြင့်ရင်စီစဉ်တော့များလာနိုင်တာကြောင့်မိုးစရကနေ့စဉ်တင်ပြပေးနေတဲ့မွေးရချင်းတဲ့တဲ့ကိုမပြတ်ဆောင်ကြည့်ပြီးတော့မြေကမာနေ့ကအနှိမ်ပိုင်းရွက်ွက်တဲ့မြင့်လေတောင်တွေမှာအခြေချနေထိုင်တဲ့သူတွေသတိပြုကြရမယ့်အချိန်ဖြစ်တယ်လို့လည်းအသိပေးခဲ့တာဖြစ်ပါတယ်ဆက်လက်ပြီးတော့လည်းမိုးကြီးနိုင်တဲ့ဒေသတွေအသေးစိတ်ခံမှန်းချက်ကိုဖော်ပြပေးပါမယ် 2025ခုနှစ်မေလ31ရက်နေ့ဒီနေ့ညနေ3နာရီကနေည6နာရီထိခမန်းကျွမှာတော့ဒီနေ့ညနေ3နာရီချိန်ကည6နာရီအတွင်းမှာတော့ကချင်ပြည်နယ်အတွင်းမှာရှိတဲ့မြို့တွေအလုံးပန်ဆောင်နန်းရုံလေးရှိလက်ဟဲခန်းဒီဟိုမလင်းမြို့သက်ဖောင်းပြင်တမူခန့်ပတ်ကလေးကလေးဝါမင်းကင်းပင်လယ်ဘူးဘန်းမောက်အင်းတော်ကတောင်ဝန်းသူကောလင်ထီးချိုင်စကိုင်းတပိတ်ချင်းမိုးကိုစင်ကူမရယာပသိမ်ကြီးမန္တလေးမဟာအောင်မြေအောင်မြေတာဆန်ချမ်းမြတာစီချမ်းရည်တာဆန်ပြည်ကြီးတကွန်ပြင်းဦးလွင်မြင့်ငယ်ပလိတ်တရာဦး အမရပူရာအဆင့်ကိုင်းကြောက်စဲမြေသားတဲတော်ဝန်တွင်မိထီလာတာစီပျော်ပွဲရမဲတဲ့ပေါက်ထီးလင်းတောင်းလင်းကြီးမြို့တဲ့နတ်မောင်တရက်အောင်လံမင်းတုံပေါကောင်ပေါင်းတဲ့နတ်တလင်းကျိုးပင်ကောက်ဇီးကောင်အုပ်ဖို့မင်းလာလပရန်တာယာရီ30မိုးညိုတက်ကုံဥဒရသီရိပုပ္ပသီရိဇေယသီရိဒက္ခိနာသီရိလေဝေပြမနာအီလာဘကိုးတိုင်းအရှိပိုင်းနဲ့တောင်ပိုင်းမှာရှိတဲ့မြို့တွေအလုံးရောင်တိုင်းမှာရှိတဲ့မြို့အလုံးအေရီတိုင်းမှာရှိတဲ့မြို့တွေအလုံး ဝန်ပြည်နယ်မှာရှိတဲ့မြို့အလုံးကလိန်အောင်ရေမြို့မြစ်တာတဝဲလောင်းလုံးတရချောင်းခမောက်ကြီးလိတ်တို့တန်တောင်တန်တောင်ကြီးဘောကလီကမောင်ရှမ်းရွာတဲ့လှိုင်းပွဲဖအံပိုင်းကျုံကျုံတူကော့ဂရိတ် ဘုရားသုံးစုကြိုက်တုံကြိုင်းစိန်ကြီးရှာတော်ရွာတဲ့မဲဆယ်ရှမ်းပြည်နယ်မှာရှိတဲ့မြို့တွေအားလုံးနဲ့ချင်းပြည်နယ်မှာရှိတဲ့မြို့တွေအားလုံးမှာတော့မိုးတင့်တင့်ကနေနေရာကွက်ပြီးမိုးကြီးတာမိုးတဲထန်တာမိုးကြိုးပြစ်တာနဲ့မိုးတက်လေပြင်းတိုက်ခတ်တာတွေဖြစ်ပေါ်နိုင်တယ်လို့ခန့်မှန်းထားပါတယ်။ဒီနေ့ညနေ6:00အချိန်ကနေည9:00အတွင်းကချင်ပြည်နယ်မှာရှိတဲ့မြို့တွေအားလုံးပန်ဆောင်နန်းရုံလက်ဟဲ့ ခန်းဒီဟွန်မလင်းတမိုးမျိုးတဲ့ဖောင်းပြင်မော်လိုက်ခန်းဘတ်ဘန်းမောင်အင်းတော်ကတာကောလင်းထိကြိုက်ဝန်းတော်ပင်လေဘူး၁၀ရေဦးခင်ဦးတပိတ်ချင်းစင်ကူမိုးကုံမရရတောင်တွင်းကြီးတက်ကုံဥတ္တရသီရိပုပ္ပသီရိဒက္ခိဏသီရိဇေယသီရိလေဝေးပြမနာအီလာ ပေါခေါင်းစည်းကုံကျိုးပင်ကောက်အုပ်ဖို့မိုးညူတာယာရီ30လက်ပဒန်းပကိုးတိုင်းအရှိပိုင်းနဲ့တောင်ပိုင်းမှာရှိတဲ့မြို့တွေအလုံးရန်ဝန်တိုင်းနဲ့အေရီတိုင်းအတွင်းမှာရှိတဲ့မြို့တွေအလုံး တိန်စင်ရဲ့ကြိုက်တို့ဘီနဲ့တထုံပေါင်ချောင်းစုံမော်လမြိုင်ကြိုက်မရောမိုးတုံကြိုက်ခမီတန်မြူစင်ရဲ့လိတ်တို့ဘောဂလိတန်တောင်တန်တောင်ကြီးတီဘောနန့်လန်ကွက်ခိုင်တာမိုးညင်မုံကိုလောက်ကိုင်းကုံးချန်ချင်းရွှေဟောဟိုပန်ပန်လုံးမိုင်းမော်မန်ကန်နားဖန်ပန်ဆန်မမန်လားရှူတိန်ဒီမိုင်းရဲ့တန်ရန်အင်းတော့ကျေးတီမိုင်းရှူမိုင်းနောင်မိုင်းဆန်ကာလီမိုင်းပေါင်မိုင်းရန်မိုင်းခန့်မိုင်းဆက်မိုင်းဖြတ်တာကြီးလိတ်တာလီ ကျိုင်းလံမိုင်းအောင်မိုင်းယုမိုင်းခုတ်မိုင်းပြင်းနဲ့ချင်းပြည်မှာရှိတဲ့မြို့တွေအားလုံးမှာတော့မိုးတင်းတင်းကနေနေရာကွက်ပြီးမိုးကြီးတာမိုးသည်ထန်တာနဲ့မိုးကြိုပြစ်တာမိုးသက်လေပြင်းတိုက်ခတ်တာတွေဖြစ်ပေါ်နိုင်တယ်လို့ခန့်မှန်းရပါတယ်ရှင်ဆက်လက်ပြီးတော့လေမိုးလေဝသတုတေသင်အွန်လိုင်းကအိန္ဒိယမိုးလေဝသဌာနရဲ့မေလ31ရက်နေ့ထုတ်ပြန်ချက်မှာတော့အာတန်ပြည်နယ်အနောက်မြောက်ဘက် မြန်မာပြည်နယ်အဆက်အနီးကနေလေဖိအားနဲ့ရေဝံအားရော့သွားပြီးအထက်မြင်3.1ကီလိုမီတာအမြင့်ပေ1000ထက်မှလေပွေလှိုင်းဆက်လက်ဖြစ်ပေါ်နေကြောင်းထုတ်ပြန်ထားပါတယ်။ဒီအခြေအနေကြောင့်ပဲကချင်ပြည်နယ်အထက်ပိုင်း AR ချင်းတွင်မြစ်ဖြားဒေသတွေမှာလာမယ့်ဂျွန်လ၄ရက်နေ့အထိမိုးရေဆက်များနေနိုင်ကဂျွန်လ၄ရက်နေ့နောက်ပိုင်းမှာတော့အဲ့ဒီဒေသအတွင်းမှာရောမြန်မာနိုင်ငံရဲ့ကြံတဲ့ပြည်နယ်တိုင်းဒေသတွေမှာပါမိုးအားလျော့နေသွားနိုင်တယ်လို့ အသိပေးခဲ့တာဖြစ်ပါတယ်။ဆက်လက်ပြီးတော့အထူးမိုးလေဝသတရင်ကိုဖော်ပြပေးပါမယ်။2025ခုနှစ်မေလ31ရက်နေ့ဒီနေ့မြန်မာစံတော်ချိန်ညနေ4နာရီချိန်ထုတ်ပြန်ကြမှာတော့ဒီနေ့မြန်မာစံတော်ချိန်မိုးလယ်3နာရီခွဲချိန်တိုင်းထွာချက်တွေရကပ်လီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်မှာမုတ်တုံလေအားကောင်းတာကြောင့်လကောက်အိန္ဒိယနိုင်ငံအာတန်ပြည်နယ်ကိုဖြတ်ကျော်ခဲ့တဲ့ နေပြည်တော်နဲ့ရောင်ရဲ့အကျဉ်းချံတင်တိုက်တဲ့ကြောင့်၎င်းဒီနေ့ညနေကနေ၂ရက်6လ2025အတွင်းမှာတော့နေပြည်တော်ရောင်တိုင်းဒေသကြီး၊မန္တလေးတိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီး၊မကွေးတိုင်းဒေသကြီး၊စကိုင်းတိုင်းဒေသကြီး၊အင်အာရီတိုင်းဒေသကြီး၊ဒရင်းနိုင်တိုင်းဒေသကြီး၊ကချင်ပြည်နယ်၊ကယားပြည်နယ်၊ကရင်ပြည်နယ်၊ချင်းပြည်နယ်၊မွန်ပြည်နယ်၊ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်မှာနေရာစစ်စစ်ကနေနေရာအနှံ့ပြမိုးထချုံကြွားသွန်းပြီးတော့တချို့ဒေသတွေမှာနေရာကွက်ပြီးမိုးကြီးပါမယ်။မြမကံရတဲ့တရှောင်းနဲ့ကမ်းလွန်ပင်လယ်ပြင်မှာတစ်ခါတရံမိုးသက်လေပြင်းကြာရောက်ပြီးလှမ်းကြီးပါမယ်။မိုးသက်လေပြင်းကြာရောက်စဉ်ရေပြင်း၊မြေပြင်း၊လေပြင်းဟာတနအိုက်ကို35မိုင်ထိတိုက်ခတ်ပါမယ်။လှမ်းမြဟာမြမ ကင်မရာတက်ရှောင်းနဲ့ကန်လွန်ပင်လယ်ပြင်မှာကိုးဝေကနေစစ်သုံးပြီးခန့်ရှိပါမယ်။အကြံပြုချက်အနေနဲ့ကတော့မိုးသဲထန်စွာရွာသွန်းနာတွေနဲ့အတူတူလေပြင်းတွေတိုက်ခတ်တာမိုးထစ်ကြုံတာမိုးကြိုးပစ်တာလျှက်စီးလက်တာမိုးသီးကြွေတာလျှက်ပြည့်ရေကြီးတာနဲ့မြေပြိုတာ စားတဲ့တဘာဝဘေးရန်တွေဖြစ်ပေါ်နိုင်တဲ့အတွက်ကွန်မြူနတီအနီးမှာနေထိုင်ကြတဲ့သူတွေအနေနဲ့မြေပြိုမှုအန္တရာယ်၊မြင်းငယ်ချောင်းငယ်နေမှာနေထိုင်ကြတဲ့သူတွေအနေနဲ့ရေကြီးရေရှမ်းမှုတွေကိုကြိုတင်သိပြုရှောင်ရှားဖို့နဲ့ပြည်ရင်းရေချောင်းသွားလာရင်လေချောင်းပြန်တိုင်းနဲ့မကန်ရတဲ့တခြားနဲ့ကန်တော်ပင်လယ်ပြင်မှာရှိတဲ့ကန်ဒီကန်ဝင်ငါးဖန်ရင်ရင်တွေတင်းမောတဲ့အနေနဲ့လဲကြိုတင်သိပြုနိုင်ဖို့နှိုးဆော်လာတာဖြစ်ပါတယ်။